ေဝတာတတဲ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နနခုနနာရီအချိန်ထုပြင်ချက်ဘင်္ဂလားပင်လယ်အော်အချိန်နေမှာကပလီပင်လယ်ပင်ညင်ဘင်္ဂလားပင်လယ်အော်တို့တွင်မုံတုံးလီအားအနှဲငယ်မှာအာအတင့်အတင့်ရှိနေပါသည်ယနေ့ညနေသေးခန်းမှန်းချက်မှာမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းငယ်ကယားပင်နယ်တို့တွင်နေရောက်ကြနေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရကြခြင်း၊ရန်ကုန်တိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရစိတ်စိတ်နှင့်ရန်ကုန်တိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရအနှံ့ပြားမိုးထချုံရွာပြီးကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရကွက်ရွေမူးကြီးနိုင်ပါသည်။မိုးတိမ်အောင်ထစ်ပေါ်မှုအခြေအနေမှာ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များထစ်ထုံးမှုအကောင်လျက်ရှိပြီး အဆိုပါမိုးတိမ်တောင်မြရီလျာယာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းပျက်စီးလက်ခြင်းနှင့်မိုးတီးကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များထစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တတိပြုနိုင်ပါရန်အကြံပြုပါသည်မြမပြင်လေပြင်းလွှိုင်းအတင်အတင်ရှိမီလွှိုင်းအမြင့်မှာမငါကန်ရိုတန်းတစ်လျှောက်နေကန်းလွန်ပြင်လေပြင်းတို့တွင်ငါးပြေမှခုနှစ်ပြေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အထွတ်ခံမှန်ကြမှာ မုတ်တုံးလီအားအနှဲငယ်မှာအားတင့်အတင့်ရှိနေမိ။နေမီတော်နှင့်အနီးတစ်ဝိုက်အထက်ယနေ့ညနေအထိခမန်းကျမ်းမှာနေရာကွက်ကြားမိုးထစ်ချုံရွာမီထပ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အထက်ယနေ့ညနေအထိခမန်းကျမ်းမှာနေရာကွက်ကြားမိုးထစ်ချုံရွာမီထပ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အထက်ယနေ့ညနေအထိခမန်းကျမ်းမှာနေရာကွက်ကြားမိုးထစ်ချုံရွာမီထပ်ပါသည်။